နောက်ပြီးတော့ခါကြတော့တကယ်ကိုပေါ့နော်ဒီအဲစစ်ကောင်စီရဲ့အဲဒဲနှလုံးလို့ပြောရမှာပေါ့နော်အဲဒဲနှလုံးလို့ပြောရမယ်မိမျိုးလို့ပြည်ဦးလို့လို့နေရာမျိုးတွေကိုကျမတို့ချင်းချောက်လာနိုင်တယ်လို့ဆုများလုံးမင်္ဂလာပါခုတစ်ခေါက်မှာတော့ကျွန်တော်တို့စနေပါစုရဲ့သတင်းလေးတွေကိုနောက်ထောက်ခင်းပါအနူဂျီရဲ့ပီပီဝန်ဂျီတယောက်ဖြစ်တဲ့ဒေါ်စင်မာအောင်ရဲ့ဒေါ်စကားလေးတွေကိုအရင်ဆုံးနားထောင်ကြည့်အောင်လားခင်ဗျာ ဒီ2024ခုနှစ်ကစိန်ခေါ်မှုတွေတော်တော်များခဲ့တဲ့နှစ်တစ်နှစ်ဖြစ်သလိုအဲ့ဒီစိန်ခေါ်မှုတွေကိုလည်းပဲပြည်သူလူထုကနောက်တော်လိုင်းအင်အားစုတွေဟာအကြမ်းကြမ်းခံကျော်လွားနိုင်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်တယ်အဲ့ဒီနှစ်တစ်နှစ်ရဲ့အသီးအပွင့်လေးနေနဲ့ညနာစရာတွေလည်းရှိပါတယ်တကယ့်သူရဲကောင်းတွေမှတ်တမ်းတင်ရမယ်သူတွေလာတော်လိုင်းအောင်မြင်သွားတဲ့အခါကျလို့ရှိရင်ကျမတို့သူရဲကောင်းတွေဖြစ်နေမှတ်တမ်းတင်ရမယ်သူတွေလည်းအများကြီးအသက်တွေပြီးသွား ခဲ့ကြတဲ့သူတွေရှိပါတယ်ထို့အတူပဲလက်ပြိုင်နယ်ထဲမှာဒီကက်ကဲယူကြမ်းကြမ်းခံကြော်လွားပြီးတော့အင်အားဖြစ်နေပြောင်းလဲနိုင်ခဲ့တဲ့နှစ်တစ်နှစ်လို့တော့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ခုနစစ်ဌာနချုပ်ကြီးကြီးစခန်းသိမ်းရုံနဲ့မဟုတ်ဘူးเนาะစစ်ဌာနချုပ်ကြီးကြီးကိုပါသိမ်းနိုင်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ဘာလဲချိနေနေတယ်အဲ့နောက်တစ်ပါစိတ်သက်ရေးရလဲကြက်ပြားနေတယ်အဲ့နောက်မသိလို့မေးပြရတယ်ခင်ဗျာနော်အယူကြီးကတိန်းတာလားတော့မသိဘူးနော်အဲ့ဒါလေးပေါ့နောက်ပြီးတော့ခါကြတော့တကယ်ကိုပေါ့နော်ဒီ အဲစစ်ကောင်စီရဲ့အဲဒဲနှလုံးလို့ပြောရမှာပေါ့နော်အဲဒဲနှလုံးလို့ပြောရမယ်မိမျိုးလို့ပြင်ဦးလို့လို့နေရာမျိုးတွေကိုကျမတို့ချင်းချောက်လာနိုင်တယ်အဲလာရှိုးလို့လာရှိုးမှာရှိတဲ့စစ်ဌာနချုပ်ကြီးတွေမသိမ့်ပိုင်လာနိုင်တယ်အခုရခိုင်မှာဆိုလို့ရှိရင်လည်းရခိုင်စက်ကကဟိုတသိမ့်နိုင်တော့မယ်ချုပ်တီနဲ့လိန်နေတယ်ကွာဆိုတော့ဒီအခြေအနေကြီးဖြစ်လာစခန်းသိမ့်တာလောက်နေတယ်တွန်လိုင်းအင်အားစုတွေကဒါအောင်အောင်မြင်မှုလို့မမြင်တော့ဘူးဒါစစ်ဌာနချုပ်ကြီးတွေကိုပါချင်းချောက်သိမ့်ပိုင်လာနိုင်တဲ့ဒီအောင်မြင်မှုရလာတဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ် ဟောင်းမယ်ဆိုရင်လည်းရေပြင်အခြေအနေကိုကြည့်ပြီးမှဟောင်းရအောင်အဲဒီစိန်ခွန်မှုတွေကိုကျမတို့ခွန်အားဖြင့်ပြောင်းလဲပြီးတော့အောင်မြင်မှုတွေဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့နှစ်တနည်းလို့ပြောလို့ရသလိုတရားမျှတမှုနဲ့ပတ်သက်လို့ရှိရင်လည်းဥပမာဟလာဒါကျမတို့စောင့်စားခဲ့တဲ့အရာပဲပေါ့နော်ဒီ ICC ရေ Prosecutor Office ကနေပြီးတော့ဂျပန်စစ်ကောင်စီကိုအဲစစ်ကောင်ဆောင်ကိုဖန်ဝရန်ထုတ်ခွင့်ရှောက်ထားတဲ့ကိစ္စမျိုးတွေပေါ့နော်ဒါကကျမတို့အာနာသိမ်းပြီးကာစားတွေက စတင်ပြီးတော့ ICC ICJ နဲ့ပူးပေါင်းဆောင်ရွက်တယ်အဲဒီမှတ်တမ်းတွေပြုစုတယ်စရှိဖြစ်ပေါ့နော်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အဲကျမတို့ကြည်ပြတော့မဟုတ်ပါဘူးတကယ်တကယ်ကကြာတော့ advocacy group တွေလူခွန်ရေးအဖွဲ့တွေအဲဝန်ကြီးဌာနအစုံပေါ့နော်အဲဒီလိုမျိုးပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ရလက်အဖြစ်နေတော့ဒီနှစ်ထဲမှာဒါမြင်ရတယ်ဆိုတဲ့အနေအထားရှိပါတယ်ပထွေးကိုအဖေခေါ်ခြင်းနေတဲ့ကဘာကျော်ဖာသမသားသမီးတို့တွေ့မေးပေးစမ်းပါအခုလိုအချိန်မျိုးမှာ ခမည်းတော်ကောင်းကောင်းအိပ်ပျော်ရဲ့လားလို့ ဲဆိုတော့2025ကတော့အဲကျမတို့ဒီ2024ခုနှစ်ကရခဲ့တဲ့စီရေးအောင်မြင်မှုတွေဟလာဟိုနိုင်ငံရေးအရရရှိခဲ့တဲ့သဘောတူညီမှုတွေရှိပါတယ်ကျမတို့ online အင်အားစုတွေကြားထဲမှာပေါ့နော်ဥမာ2024ခုနှစ် January လ31ရက်နေ့တုန်းကထုတ်ပြန်ခဲ့တဲ့ joint statement ပေါ့လေ joint statement မှာပါတဲ့အဲအချက်တွေအဲ vision တွေအဲဒီကိုကျမတို့ account ထဲ for extension ပေါ့လေဒီဒီမူဝါဒပိုင်းဆိုင်ရာတွေမဟုတ်ဘဲနဲ့ implementation ပိုင်းဆိုင်ရာမှာပါကျမတို့ အဲပို့ပြီးတော့ရင်းရင်းနီးနီးနည်းနည်းဆိုင်ဆိုင်အဲဆွေးနွေးညှင်းခုံရင်းနဲ့မှသဘောတူညီမှုတွေပို့ရလာတယ်အဲ trust level တကူတီရောက်လာတဲ့နှစ်တစ်နှစ်လို့တော့ပြောလို့ရတယ်ကျွန်တော်တို့ထောက်ဖို့ဒီလေးတွေအရန်ဟိုဟာအရောင်းဝါးလေးအရန်စနေလို့နော်ကျွန်တော်အဲ့တော့ဒီ2025ခုနှစ်ခါခုနကကျွန်တော်တို့စီရေးရအောင်မြင်မှုတွေနိုင်ငံရေးရပြင်ဆင်မှုတွေကိုဟိုပေါ့နော် advance လုပ်ပြီးတော့ပို့ပြီးတော့ အာဟိုဟိုအရေးကြီးတဲ့နိုင်ငံရေးအရအချိုးအခွင့်နိုင်ငံရေးအရအောင်မြင်မှုနိုင်ငံရေးပန်းတိုင်အနေနဲ့အဲအသွင်ပြောင်းနိုင်မဲ့နှစ်တစ်နှစ်ဖြစ်လာဖို့တော့ကျမတို့ညောင်းလေးနဲ့အဲ့ဒီလိုဖြစ်အောင်လဲကျမတို့စူးစမ်းအားထုတ်သွားကြဖို့အာတန်ဋိဌာန်ပြုပါတယ်လို့ကျမအနေနဲ့အဖြေကြားချင်ပါတယ်တုတ်ဒီနဲ့လျှောက်လိမ်နေတဲ့ပြည်သူတွေကိုကျင်းချက်တာတွေတော်တော့ပြီးနှုတ်ငွေရည်နှုတ်ကိုယ်တိုင်ပေါင်းလန်းထုတ်ခိုင်းလိုက်တာပေါ့တဲ့ကျွန်တော်တို့စနိုက်ပါဆူရဲ့သတင်းလေးတွေကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျ စီရံပြောင်းဝင်ဆရာဝန်တွေအကြောင်းပြောရင်လည်းကျမတို့ရဲ့မြမသမိုင်းမှာအင်မတန်ရှက်ဆက်ရုံမာပြီးတော့အောက်တန်းကြတော့နေဆရာဝန်တို့အူလည်းပေါ်ထွက်ခဲ့ရဆိုတာလေးကျမခေါ်ထုတ်ပြချင်ပါအချက်အဲ့ဒီလူကတော့ဒေါက်တာဇော်ဝေဆိုးဆိုတဲ့လူဖြစ်ပါရဲ့ဥဇော်ဝေဆိုးပေါ့နော်ဒေါက်တာဥဇော်ဝေဆိုးဖြစ်ပါရဲ့ သူကဆိုရင်ဘာကြောင့်ကျွန်မဒီလိုမျိုးသူ့အပြင်းထန်တဲ့ဆွဆွဲချက်တင်နေပြောရတာလဲဆိုရင်သူကိုယ်တိုင်နှုတ်ကနေထုတ်ပြောထားတဲ့စကားလုံးတွေကြောင့်သာဖြစ်ပါတယ်။သူကိုယ်တိုင်လှုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကြောင့်သာဖြစ်ပါတယ်ရှင့်။အဲ့တော့သူ့ရဲ့ရုပ်တံပြောကြားချက်လေးတွေကိုကျွန်မပြန်လည်ညှောက်ဝေပါမယ်ရှင်။အိတ်သေးသေးလေးတွေနဲ့တင်လာတာကိုတော့ဖွင့်ကြည့်ပြီးတော့ဟိုစိတ်မပူနဲ့အိတ်သေးသေးလေးတွေထဲမှာဘာတွေပါတယ်ဆိုတာဒီခါလေးကျတော့ဖွင့်ကြည့်လိုက်တာနဲ့ကိစ္စကုန်သွားမယ့်အားတွေလည်းထည့်ထားတယ်။နော်။နောက်စားစရာတွေရလို့တော့မစားလိုက်နဲ့အစိတ်ပါတဲ့စားစရာတွေလည်းကျွန်တော်တို့စီစဉ်ထားတယ်။စကားတွေကိုသူကိုယ်တိုင်ပြောခဲ့တယ်ဆိုတာမေ့လောက်သိလို့ထင်ပါတယ်နော်။ ကြွကြွတေးသွားမဖွင့်လေတဲ့တေးသွားမယ်ပေါ့နော်ပြောချင်တာအအရင်တော့ကရှိခဲ့တဲ့ရှင်ဒီမှာနေမှာကြွကြွအနက်တွေတင်မှာဘုံတွေထည့်ပြီးတော့ပြစ်ခဲ့တာပေါ့နော်အဲ့ဒီမှာအမိုက်ကောက်တဲ့ကလေးတွေကသွားကင်ပြီးတော့တေးခဲ့တာလည်းရှိရဲ့ရှင်ဒါတွေသူတို့လုပ်ခဲ့ရဆိုတော့ဝန်ခံလိုက်တာပဲနောက်ထပ်ပြောထားတာတကူကကြတော့စားစရာတွေမှာတဲ့အစိတ်ကြီးပါမယ်တဲ့ဆိုတော့ဆရာဝန်တယောက်ကစားစရာနေပြီးတော့လူတွေကိုအစိတ်ခတ်ဖို့တော့အကြံဉာဏ်ပေးတယ်ကျမတော်အံ့ဩမိရဲ့သိလားတော်တော်ရုပ်မာတဲ့သူပဲရှင်ကျမဒီလိုပဲပြောလိုက်ချင်တယ် ။ဘာကြောင့်လဲဆိုတော့လုံတဲ့လုံရက်တွေပြောတဲ့စကားတွေနားထောင်ရုံနဲ့တည်းအောင်။အော်နှလုံးနာရဲရှင်။ဒီလိုဆရာဝန်တွေကျမောက်နိုင်ငံမှာလူဖြစ်ခဲ့တာလား။ကျမောက်နိုင်ငံမှာသူဆရာဝန်လုပ်ခဲ့တာလား။ရှက်ဖို့ကောင်းလိုက်တာရှင်။ကျမောက်မြန်မာနိုင်ငံအတွက်အရေးရှက်ဖို့ကောင်းတဲ့ကိစ္စတွေတခုပါပဲရှင်။နောက်ထပ်ရုပ်သံမှန်လေးတစ်ခုလည်းကျွန်တော်ပြတ်သားပါပဲရှင်။အဲ့ဒီအကောင့်လေးကိုဥပမာတေးကြတယ်ဒါသိပ္ပံနေကြရှင်းစဉ်းစားကြည့်။အဲ့တော့သိရင်အဲ့ဒီအကောင့်လေးသိမှာ။အေး air condition နဲ့နေတဲ့ဟိုအကောင့်လေးသိမှာသိမှာသိမှာနေကြတယ်။ covid နဲ့ပတ်သက်ပြီးတော့ပြောထားတာရှင်သိလား။ ကျမတို့ကလေကြောက်ကြောက်မုန်းတာရှိမယ်မကြိုက်တာရှိမယ်ပေါ့နော်ဒါပေမဲ့လူကြောက်တေစီဖို့အတွက်ကျမတို့ကစိတ်မကူးတဲ့အောင်ရှင့်မပြောတဲ့အောင်ရှင့်ကိုဗစ်တို့ဖြစ်တော့မှမိသားစုရဲ့ဘယ်တော့ထိအောင်မှတေခွဲရှင်ခွဲဖြစ်ခဲ့ရတယ်ဆိုတော့မိဘပြည်သူကမှတ်မိမှာပေါ့ရှင်တတိယပိုင်းတော့ဆိုတော့ဆိုးခဲ့တာပေါ့နော်ဆိုးရတဲ့အကြောင်းအရာလည်းဒီသူတို့လောက်ခဲ့တဲ့ကိစ္စကြောင့်လေတိလားလမ်းပေါ်ထွက်ပြီးတော့ကိုဗစ်ကာလကြီးရှင်တောင်းနေကြောင့်မထိတွေ့ရပါဘူးဆိုတော့ကာလကြီးမှာလူတွေကလုံးလမ်းပေါ်ထွက်လာတာလေဒီကိုဗစ်ကမကူးရင်ဘယ်နာတော့တွားနေမလဲရှင်ကိုဗစ်ကိုမြည်ကြည့်ကြအောင်တွေ့ရခါ ပြောတာပေါ့ကိုဗစ်ကမလေးတောက်စီကနေတောက်ခုန်ကူးပြီးတော့အဲ့မှာကုလူရှက်နေပြီးတဲ့အခါမှာဆိုရင်ကိုဗစ်ကာလကြီးကိုဆရာဝန်တွေကလူနာတွေကိုပြစ်ပြီးတော့စီတင်လောက်ကြတယ်ဒီတော့ဆရာဝန်မလောက်မှမွေဖြစ်တယ်ဒုက္ခရောက်ကြတယ်တေကြတယ်မနေလို့ရှင့်အဲ့ဒီကနေမှအောက်ဆီဂျင်ဘူးတွေကိုလည်းဖွက်သွားတဲ့ကိစ္စတွေဖြစ်သွားနေရဲ့ရှင့်ဆရာဝန်တွေရဲ့လုပ်ရည်တင်များပြန်စဉ်းစားကြည့်လို့ရှင့်တော့အောင်းကလေးနာဖို့ကောင်းတယ်ရှင့်တော်တော်ရက်ဆက်ရုံမှခဲ့ကြတာပဲနော်အခုကြည့်ပါအောင်ရှင့်ဒေါက်တာကုဇော်ဝီဆိုရဲ့ပြောဆိုချက်ပါဆိုရင်ဘယ်လောက်ထိအောင်တန်းကြနေလဲဆိုတော့တမိုင်းမှတ်တမ်းနေပါလေရှင့်လူကြောက်တေတာသူပြောနေတာအင်အားစုမတူတဲ့သူတွေတေတာကိုသူပြောနေတာရှင့် လူသိတာပြောတဲ့ဆရာကကျွန်မအခုမှမြင်ဘူးတယ်ရှင်။ကျွန်မသိထားတာဆရာဝန်လေးဆိုတာလူမသိစေချင်လို့လူသိမှကြောက်လို့တက်ပညာရေးနဲ့ကုသခဲ့တယ်နေတဲ့သူတွေရှင်။သူရဲကောင်းနေပေါ့နော်။ तू ကလူသိနေတာကိုပြောနေတဲ့။တေဖို့တော်မှာ तू ကစ조사ပြီးကြံစီပြီးအားထုတ်လိုက်သေးရဲ့ဆိုတော့ဒီလိုပုံကုတ်နေမြန်မာနိုင်ငံမှာလူဖြစ်ခဲ့ရဲ့ဆိုတော့မြန်မာနိုင်ငံအတွက်အရန်အရှက်ရောက်ကိုကောင်းနေနော်။မြန်မာနိုင်ငံဆရာဝန်လောကအတွက်အရင်အရှက်ကိုကောင်းနေရှင်။ဒါပေမဲ့တခုရှိလာကစမောက်နိုင်ငံမှာဒီလိုမျိုးမိစာနဲ့တူရဲ့ဆရာဝန်တွေလည်းပေါ်ထွက်ခဲ့တဲ့လိုမျိုးတကယ်ကိုစိတ်ရင်းကောင်းတဲ့ဆရာဝန်တွေလည်းပေါ်ထွက်ခဲ့ပါရဲ့ရှင်။ဒါလေးတွေကျွန်မသမိုင်းမှတ်တမ်းလေးနဲ့ပြသချင်ပါရှင်။

ကျွန်တော်မပိတ်နိုင်ဘူး။ကျမခုပြတဲ့ရုပ်တန်တွေကဆရာဝန်တော့အားလုံးမှတ်မိပါလိမ့်မယ်ရှင့်။ဘလောက်ဒီလေးစားဖို့ကောင်းလဲဆရာဝန်လဲရှင့်။အနားမှာရှိရင်ကျမလေးဦးသုံးငယ်ချပြီးဘရော့လိုက်ရှင်တဲ့လား။လူတွေပေါ်မှာအလောက်ကြည့်တော့မှစေတနာမြစ်တာထားခဲ့တာရှင့်။သူတင်ခဲ့တဲ့ပညာဖြတ်သူ့ရဲ့စိတ်ထားလေးကပုံပြွတ်တန်မိုးရှိနေရှင့်ဒီလိုဆရာဝန်တွေဖြစ်လာတဲ့နာသိလားဒီလိုသူရဲ့ကောင်တွေလည်းရှိခဲ့ပါတယ်နော်ကျမပြောရမယ်ဆိုရင်တော့အမြဲတမ်းအတိတ်ပဲလေးနှစ်ခုနဲ့သဘောတရားလေးနှစ်ခုကိုရှင်တွဲပြီးကြားလေးရှိပါတယ် ဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာလူမျိုးတွေထဲမှာရက်ဆက်ရုပ်မာတဲ့သူတွေလည်းရှိခဲ့တယ်လို့မျိုးတကယ်သူရဲကောင်းတွေလည်းပေါ်ထွက်ခဲ့တယ်ဆိုတော့သိစေချင်တာရှက်ကျမတို့ဟာလူရဲလို့ဖြစ်လာလို့ရှင်ကဲ့ရဲ့ထိုက်တဲ့သူကဲ့ရဲ့ရတယ်ချီချူးထိုက်တဲ့သူလည်းချီချူးရတယ်ရှင်ကျမတို့နိုင်ငံမှာအခုပြောင်းပြန်ဖြစ်နေတယ်ချီချူးရမဲ့သူကဲ့ရဲ့နေကြပြီးတော့ကဲ့ရဲ့ရမဲ့သူချီချူးနေကြတာရှက်ဒီလိုမျိုးပြောင်းပြန်လွှဲမာတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကျမတို့မှာစိုးချိုးတွေဖြစ်လာတာတော့မထူးဆန်းအောင်ရှက်ဒါဆိုကျမတို့ကပြောင်းပြန်ဖြစ်နေတာကိုပြန်တက်ရမယ်တိလာကဲ့ရဲ့ထိုက်တဲ့သူကဲ့ရဲ့ရမယ်ချီချူးထိုက်တဲ့သူချီချူးရမယ်ရှက် ဒီတော့မှကျမတို့ကတရားနဲ့အညီနေထိုင်တဲ့သူတွေဖြစ်လာပါလေဒီတော့မှကျမတို့စီကိုအကောင်းကျိုးတွေရလာမှာရှင့်ကျမတို့နိုင်ငံမှာနောက်ထပ်နောက်ထပ်သောဆရာဝန်လေးတွေပေါ့နော်ပညာသင်ကြမယ်ဆရာဝန်လုံးလုပ်ကြမယ်လို့ရွေးချယ်မယ်ဆိုရင်အရင်ဦးဆုံးကိုယ့်ရဲ့နှလုံးသားလေးကိုပြန်ကြည့်ပါရှင့်နှလုံးလှဆရာဝန်ဖြစ်ဖို့လိုပါတယ်နှလုံးသားလေးစနေမှကိုယ့်ခုသားရဲ့ဆေးရလေတန်ဖိုးရှိမှာပါရှင့်လူသားတွေကယ်တင်တဲ့ဆရာဝန်ဖြစ်လာမှာပါဆရာဝန်ဖြစ်တယ်ဆိုဆရာဝန်တယောက်ရဲ့ဂုဏ်သိက္ခာလေးဂုဏ်ပုဒ်တွေနဲ့ညီဖို့လိုပါရှင့် ဒါလေးကတော့သင်ခန်းစာဖြစ်စရာလေးဖြစ်တဲ့အတွက်ကျွန်မရှင်လေးသတင်းသုံးသပ်ချက်လေးရနေပြီးတော့ထည့်သွင်းတင်ပြပေးလိုက်ရတာဖြစ်ပါတယ်ရှင်။ခုလိုပြောပြပေးတဲ့ sniper ဆုလည်းကျေးဇူးတင်ပါတယ်။ပို့တော့ရရင်ကောင်းပါလိမ့်မယ်နော်။သွေးဆိုးတို့လိုလူမျိုးကကျွန်တော်တို့တိုင်းပြည်မှာမရှိတဲ့လူမျိုးပါနော်။ပောက်ပန်း40ရှောက်ပြောအခုလည်း line ကိုတက်ပြီးတော့ရှောက်ပြောရှောက်ဖွားစီဒီဟန်တွေလို့နော်စီဒီဟန်မလို့ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ပြောပြီးရင်စီဒီဟန်တွေကဘွားပြက်နော်။ဘာမှလည်းသူတို့ကကိုကကိုတောင်းမချူနိုင်တဲ့လူတွေကြတော့အဲ့ဒါကိုလည်းအခုချိန်ထိသူတို့အားပေးနေတဲ့ပိန်းနေရရှိလို့မရတဲ့